အားလုံးပါယနေ့အောင်မြင်မှုမျက်နှာပြင်ပြီးနောက်ဘာတွေဖြစ်လာလဲစဉ်းစားကြည့်ရအောင်အလုပ်ခွင်မှာယာတုတို့ချဲ့တာလုပ်ငန်းလုပ်ငန်းပောက်ကွဲတာကျမကြီးပြန်လဲရရှိတာဖြစ်ဖြစ်ကျွန်ုပ်တို့များသောအားဖြင့်ချက်မင်းဖွင့်ပြီးဝေါ်ပြီးသွားပြီးလို့ပြောကြတယ်ဒါပေမဲ့တမချန်းကတကယ့်အောင်မြင်မှုကအဆုံးမဟုတ်ဘူးဆက်ဆံရေးတွေပြန်လဲတိစောက်ပြီးတမိုးတွေအစင်းမြင့်တင်ရမယ်စတင်ရနေရပဲလို့ပြောတယ်အာယန်ရဲ့နမိကြီးဗိုလ်ချုပ်နာအာမန်ဟာကြောက်မက်ဖွယ်ကြောက်ရောဂါကိုခံစားခဲ့ရတယ်ဒါပေမဲ့တရေလာပရောဖက်အီလီရှာရဲ့ဂျေဇူးကြောင့်ရွိုင်းတံမြစ်မှာရေချုံပြီးပျောက်ကင်းခဲ့တယ်နှစ်ပရင်များကပြီးပြည့်စုံသူ့ရေပြားတက်သားလို့နူးညံ့ချစ်သွားတယ် ခုအောင်မြင်မှုမျက်နှာပြင်မဲ့နာအာမန်ဟာချက်ချင်းအီလီရှာစီပြေးသွားတဲ့အခုတီးပြီတရေလာမှာပဲတကက်ဖျားရှိတယ်လို့ဝန်ခံပြီးဒူးထောက်တဲ့အဖျားကိုထာဝရတစ္ဆာခံတယ်အခုကစားပြီးရုပ်တုကိုယ်ွယ်မှုမလုပ်တော့ဘူးကျွန်တော်ရဲ့ဘဝကိုပြောင်းချင်ကြီးမယ်ဒီကွန်ရက်ဟာပျောက်ကင်းတဲ့ခဏကိုအကြောင်းမဟုတ်ဘူးနှလုံးအစင်းမြင့်တင်ခံရတဲ့မျက်နှာပြင်မဲ့နာအာမန်ဟာရိုးရိုးကျေးဇူးပြုမှုနဲ့မဆုံးဘူးကျေးဇူးပြုရည်မြေသားစာနှစ်စီးပဲပေးပါလို့တောင်းဆိုရဲဘာကြောင့်မြည်လဲ မူရင်းစကားလုံးအာဖာဟာဖုံဖုံတို့မဟုတ်မြေကိုဆိုလိုတယ်ဒါပေမဲ့ဒီနေရာမှာတေရလမြေရဲ့တရှင်းမှုကိုတင်ဂေတာပြုတယ်နာအာမန်ဟာအာယမရဲ့ဖျားများစွာကိုးကွယ်မှုယဉ်ကျေးမှုကနေထွက်ခွာရေးဖျားထံတူတဲ့တစ္ဆာခံရမယ်ဘဝပုံစံပြောင်းလဲမှုကိုကြေညာတယ်ဒီရာကျေးဇူးဝင်ခံမှုဟာရိုရှင်ကျေးဇူးမဟုတ်ဘူးပြန်လဲနှလုံးပြောင်းလဲမှုရဲ့တခြင်းကျေးဇူးကိုတုံ့ပြန်မှုပဲပရောဖက်အီလီရှာနဲ့နာအာမန်ကြားစကားပြောဟာခံစားချက်ထုတ်ထိတ်ကိုရောက်ရှိပြီးလက်ဆောင်နေခြင်းပဲမှာ နဲ့တန်ရှင်းယုံကြည်မှုကိုအလေးပေးတယ်ဒီစကားဟာယေရှုခရစ်တော်မှာပြည့်စုံဖြစ်တယ်နာအာမန်လိုကျွန်တော်တို့လည်းနာဘဝမအောင်မြင်မှုရဲ့ကြောက်ရောဂါကနေခံစားရတယ်ခင်မီလူတွေအနေနဲ့ဖြစ်စည်းမှုဆက်ဆံရေးပျက်စီးမှုအောင်မြင်မှုပြီးနောက်ပလာဖြစ်မှုကကျွန်တော်တို့ကိုကျင်းချတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်သတင်းရှိတယ်ယေရှုဟာကျွန်တော်တို့အတွက်ဝိစင်တော်မှာကွဲအပ်ပြီးဆွဲချွတ်ခံရသေးပြီးပြန်ရှင်လာခဲ့ပြီးကျွန်တော်တို့ရဲ့ရောဂါတွေကိုပျောက်ကင်းကြောင်းကတိပေးခဲ့တယ်သူ့ရဲ့ဒဏ်ရာတွေကြောင့်ကျွန်တော်တို့ပျောက်ကင်းခဲ့တယ်ယေရှာ53ငါယေရှုခရစ်တော်မှာကျွန်တော်တို့ဟာမြေလိုပျက်စီးလွယ်တဲ့ဘဝတွေကိုအင်အားရှိတဲ့လူတွေဖြစ်အစင်းမြင့်တင်နိုင်တဲ့ရုပ်တုတွေ ပိုက်ဆံအောင်မြင်မှုဆက်ဆံရေးကနေလွမြောက်ရဲ့ယေရှုခရစ်တော်မှာလွတ်လပ်မှုရရှိတဲ့ယေရှုကိုတွေ့ရင်အဲ့ရှာဆေးဗစ်ဆခုနပိုးဗစ်ကကိုရေးတဲ့မျက်နှာပြင်ရောက်လာမဲ့ယေရှုကိုအခုသိပြီးခင်ဗျားဟာကျွန်တော်ရဲ့တကယ်တခင်ပဲလို့ဝန်ခံရင်ဘဝပြောင်းချင်ကြီးဖြစ်တယ်ဗလားဖြစ်မှုဟာငိမ့်တတ်မှုဖြစ်ွားဟာချင်းဖြစ်မှုဟာဆက်ဆံရေးအဖြစ်ပြောင်းလဲတယ်ယနေ့အသေးငယ်တဲ့ယေရှုကနေစပြီးလှုပ်ကြည့်ပါယေရှုရဲ့ယေရှုဟာတင်းတို့ရဲ့အစင်းမြင့်တင်မှုကိုစောင့်နေတယ်